င်္ဂလာပါရှင်ဧပြီလ9ရက်စနေနေ့ရွှေရံကွယ်လှုပ်လှရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရန်ကုန်အပီပီဆိုင်ရာလေးစိတ်တို့ရောက်ရှိတဲ့သတင်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ငလျင်တန်းတင်ထေသားများရှိပြည်စီဆုံးရှုံးမှုများကိုအလင်းအမြန်စုံစမ်းစစ်ဆေးပြီးအချိန်နဲ့တပြေးညီကူညီကဲစေလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့အပြင်ပြည်ပမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုလမ်းဖွင့်ပေးထားပြီးဖြစ်ရာဧပြီလ3ရက်နေ့နံပိုင်းတွင်မြန်မာနိုင်ငံအတွင်းရှိငလျင်တန်းတင်ပြည်သူများအထက် UNICEF မြန်မာမှဖြန့်ဝေတဲ့ကဲစေရေးသုံးပစ္စည်းများပါဝင်သော ရွန်ခါကိုအဲလိုက်မှလေရင်ဟာရန်ကုန်ပြည်ပဆိုင်လေးစေးတို့ရောက်ရှိတောင်းသိရပါတယ်။၎င်းတွင် UNICEF မြန်မာမှ ဖြန့်ဝေတဲ့စေဝါများလူသောကုန်ပစ္စည်းများနဲ့ကယ်ဆယ်ရေးပစ္စည်းများ484ပုံ9836 kg တင်ဆောင်ပြီး UAE နိုင်ငံဒူဘိုင်မြို့ အမကတောင်းလေးစိမ့်မှာရန်ကုန်လေးစိမ့်တို့ရောက်ရှိလာခြင်းဖြစ်ပြီးရန်ကုန်လေးစိမ့်တို့ရောက်ရှိစဉ်ယူနီဆက်မြန်မာမှတာဝန်ရှိသူများကကျူးစွလက်ခံကအဲခါကိုတာမနေတို့တည်ဆောင်ပြီးမြန်မာနိုင်ငံရှိငလျင်ထန်းတဲ့ဒေသများသို့ပို့ဆောင်ဖြောင့်ဝေသွားမှာဖြစ်တယ်လို့သိရပါဗျာ။ ဒါအပြင်ဧပြီလ3ရက်ညနေပိုင်းတွင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှမြန်မာနိုင်ငံရှိငလျင်တန်းသိပြည်သူများအထွတ်ပေးဖို့လှူဒါန်းတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစေဝါများတင်ဆောင်လာသော Moelan Aviation လေကြောင်းလိုင်းမှ Cargo Flight ကစရေးပစ္စည်းတင်လေရင်ဟာအိန္ဒိယနိုင်ငံကိုကတာလေဆိပ်မှရန်ကုန်ပြည်ပဆိုင်လေဆိပ်သို့ရောက်ရှိကြကြောင်းသိရပါတယ်အဆိုပါကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှမြန်မာနိုင်ငံရှိမြင်းကလင်ပေးတန်တဲ့ဒေသများအတွက်လှူဒါန်းသောပ စ္စည်းများတွင်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့်ဆေးဝါး148ထုံ3488ကီလိုဂရမ်ပါဝင်ပြီးရန်ကုန်တို့ရောက်ရှိစဉ်အတွင်းရန်ကုန်မြို့ရှိ WHO ရုံးမှ Administrative Officer ဖြစ်သူဒေါက်တာဟိုယွန်းပတ်နှင့်တာဝန်ရှိသူများကပစ္စည်းများလွှဲပြောင်းလက်ခံကြကြောင်းသိရပါသည် ဒါပြင်ဧပြီလ3ရက်မိုးလေပိုင်းတွင်တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများကငလျင်တန်သိပြည်သူများအတွက်ပေးပို့လှူဒန်းတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပစ္စည်းများနဲ့စေဝါများတင်ဆောင်လာသော Air China လေကြောင်းလိုင်းမှလေယာဉ်ဟာပေကျင်းနေစေမှရန်ကုန်ပြည်ပစာလေးစေတို့ရောက်ရှိကြကြောင်းသိရပါသည်။၎င်းတွင်တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများမှာ မြန်မာနိုင်ငံရှိမြင်းကလေးတန်းအသင်းဒေသများအတွက်လှူဒါန်းတဲ့ထောက်ပံ့ရေးပစ္စည်းများဖြစ်ကြတဲ့စားတောက်ဖွဲရများရွှေပြင်းမူကတဲ့တောက်ရည်တန်ဖိုးစုစုပေါင်း6680ဒေါ9989ကီလိုဂရမ်ပါဝင်ပြီးရန်ကုန်မြို့သို့ရောက်ရှိစဉ်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှုဘုံမှုချုပ်ပြည်စုံလေးနဲ့တိုင်ဒေသကြီးဝန်ကြီးများတမတော်အရာရှိကြီးများမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူတမရနိုင်ငံတန်ယုံမှစီးပွားရေးတန်မှုနဲ့တာဝန်ရှိသူများကကြိုဆိုကြပြီးပစ္စည်းများအ အားလွှဲပြောင်းလက်ခံကြကြောင်းသိရပါဗျ။ အလာတူဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသအစိုးရကဟောင်ကောင်မြို့ရှိမြန်မာကောင်စီဝင်ကြုံရုံးမှတဆင်မြန်မာနိုင်ငံရှိငလျင်ထက်သည့်ဒေသများအလှူရန်ပဲဟောင်ကောင်ဒေါ်လာနှိဒသမတန်ကျော်တန်မှုရှိတကူရေးတန်ရှင်ရေးသုံးပစ္စည်းများဆိုလာမီအိမ်များစောင်းများစေဝါများအသင်စာအစာစာများနှင့်ရွက်ပြင်းတဲများပါဝင်တဲ့အရေးပေါ်ပစ္စည်းများစုစုပေါင်းတန်ကျေ28တန်တင်ဆောင်လာသောဟောင်ကောင်လေကြောင်းလိုင်းမှကက်သရီပစိဖိတ်ကာဂိုဖလိုက်ဟာဟောင်ကောင်ပြည်ပြည်ဆိုင်အလီစိမ်းမှရန်ကုန်ပြည်ပြည်ဆိုင်အလီစိမ်းသို့ထမ်း ရောက်ရှိခဲ့ရာတာဝန်ရှိသူများကကြိုးစိုးလက်ခံကြကြောင်းသိရပါဗျ။ ဒါအပြင်ပါကစ္စတန်နိုင်ငံမှာ My Friger LLC လေးကြောင်းလိုက်မှအကွင့်ရခဲ့စေပစ္စည်းများနဲ့စေဝါများတင်ဆောင်လာတော့လျင်ဟာဧပြီလ2ရက်ညပိုင်းကရန်ကုန် BBC ဆန်လေးစေတို့ရောက်ရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါအကွင့်ရခဲ့စေပစ္စည်းများတွင်မိုကာတဲဆောင်းတာဘောလင်း Water Tan စေဝါများ MRE အသင်စားအစားအစားများပါဝင်ကစုစုပေါင်း3569 kg ပါဝင်ပြီးရန်ကုန် BBC ဆန်လေးစေတို့ရောက်ရှိစဉ်ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသ စီအစိုးရအဖွဲ့ဝင်ကြီးများမင်္ဂလာတောင်လီတက်စခန်းဌာနချုပ်ပုံမှုချုပ်စောစံဒီနဲ့တမတော်ရရှိကြီးများမြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီး His Excellency Mr. Imran Haider နဲ့တာဝန်တော်ဝင်ရှိသူများနိုင်ငံသားရေးဝင်ကြီးဌာနနဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လဲနေရာခြားထားရေးဝင်ကြီးဌာနတို့မှတာဝန်ရှိသူများကစုစုံနှုတ်ဆက်ပြီးလိုအပ်သည့်များပေါင်းစပ်နှင့်ဆောင်ရွက်ပေးကြောင်းသိရပါရယ်အဆိုပါရောက်ရှိလာတဲ့ကယ်ဆယ်ရေးပစ္စည်းများကိုတမတော်သားများရန်ကုန်မြို့တော်စီမံသားရေးကော်မတီမှဝန်ထမ်းများပြည်ရင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့တင်ဆောင်ပေးပြီးငလှင်ထပ်တဲ့ဒေသများသို့ဖြန့်ဝေရှင်နေပြီးတော့သူဆက်လက်ပို့ဆောင်ပေးကြကြောင်းသိရပါရရှင်။ နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့ငလျင်ထန်သိမ့်ထေသားများတို့လိုအပ်တဲ့သွေးများလှူဒါန်းနိုင်ရန်ရန်ကုန်တွင်သွေးလှူဒါန်းတဲ့တဲ့ရင်ဖြစ်ပါတယ်။ငလျင်ထန်ကိုခန်းဆားရတဲ့ထေသားများတို့လိုအပ်တဲ့သွေးများလှူဒါန်းနိုင်ရန်ရန်ကုန်တွင်သွေးလှူဒါန်းပွဲကျင်းပကြောင်းသိရပါတယ်။ရန်ကုန်ပြည်သူစေယုံကြီးအမျိုးသားသွေးလှူပန်းတွင်ငလျင်ဘေးတန်ကြောင့်ထိခိုက်သူများသွေးလှူအပ်ပါကပေးပို့နိုင်ရေးအတွက်ပြည်သူများမှသွေးလှူဒါန်းကြကြောင်းသိရပါတယ်။တိုင်းဒေသကြီးအတွင်းရှိတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများအမျိုးသမီးရှိရာအဖွဲ့မိခင်နေကလေးဆောင်ရှောက်ရေးအသင်း ူမှုရေးအသင်းအဖွဲ့များနဲ့စေတနာရှင်ပြည်သူ399ဦးမှလှူဒါန်းပေးခြင်းဖြစ်တယ်လို့သိရပါပါတယ်ရှင်။